တနစ်ကြော်ကြပိတ်ထားတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးနဲ့ရန်ကုန်ကိုပြေးဆွဲနေတဲ့ခရီးသည်တင် express ကားတွေပြီးခဲ့တဲ့အောက်တိုဘာလလကုန်ပိုင်းကစပြီးပြန်လည်ပြေးဆွဲနေပြီဖြစ်တယ်လို့ဒေတာခန်တွေစီကလည်းသိရပါဗျ။ရှမ်းပြည်နယ်မြောက်ပိုင်းမန္တလေးလာရှိုးခရီးစဉ်တွေကိုအောက်တိုဘာလ16ရက်နေ့ကလည်းစတာပြည်တော်စုလမ်းမကြီးအတိုင်းသွားလာခွင့်ပြုခဲ့ပြီးနောက်ရန်ကုန်လာရှိုးခရီးစဉ်တွေကိုပြန်လည်ခွင့်ပြုခဲ့တာဖြစ်ပါတယ်။ခရီးစဉ်အနေနဲ့လာရှိုးရန်ကုန်ကို နေ့လယ်12နာရီမှာထွက်ပြီးတော့ ရန်ကုန်လာရှိုးကိုညနေ၄နာရီမှာထွက်ခါလမ်းမှာတ냐အိပ်ရတယ်လို့သိရပါဗျ။အရင်ကလာရှိုးကိုသွားဖို့ဆိုရင်မန္တလေးကနေတဆင်ကားပြန်စီရတာဖြစ်ပြီးကားသေးတွေကိုဈေးကြီးပေးပြီးသွားလာရတာဖြစ်တယ်လို့ဒေသခံတွေကပြောပါဗျ။ပြီးခဲ့တဲ့2024ခုနှစ်ဇွန်လ25ရက်နေ့ကစလို့မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးခွဲရဲ့တဆင်၂ခွန်စစ်စင်ရေးဒုတိယအလိုက်ပြန်လည်စတင်ချိန်ကစပြီးရှမ်းပြည်နယ်မြောက်ပိုင်းပြည်ထောင်စုလမ်းမကြီးကနေ ခီးတဲ့တင်ရင်လိုင်းတွေပြေးဆွဲမှုရပ်တန့်သွားတာဖြစ်ပါတယ်။စစ်တပ်ကကြောင်မဲမျိုးကိုအော်တိုဘားလာ၁ရက်နေမှာပြန်လည်ထိန်းချုပ်ပြီးနောက်တီဘုံမျိုးကိုပြန်လည်သိမ်းပိုက်နိုင်ရေးအတွက်ဆက်လက်တိုက်ခိုက်ခဲ့ရာအော်တိုဘားလာ၁၉ရက်နေမှာတီဘုံမျိုးကိုပြန်လည်ထိန်းချုပ်နိုင်ပြီးပြည်တော်စုလမ်းမကြီးကိုလည်းဖြတ်တန်းသွားလာခွင့်ပြုလိုက်တာဖြစ်ပါတယ်။